ားလုံးပဲမင်္ဂလာပါဒီနေ့အဘီမြတ်ကို channel ကနေပြီးပြန်ပြီးကြိုဆိုပါတယ်ဟောကျွန်တော်ရဲ့ဒီရက်တွေကအမေတနှစ်ပြည့်လှုပ်လိုက်တဲ့ကိစ္စလေးအကြောင်းနည်းနည်းလေးတည်နေလာတော့ပြတ်သွားတယ်เนาะအဲ့တော့အခုဒီရက်ပိုင်းမှာဗားရင်ဖုံထနေလဲဆိုတော့ကျွန်တော်ကြည့်ရတော့ဒါရုံလေးကိစ္စပေါ့เนาะရုံလေးဆိုတော့ဒါ original gang star လေးပါတယ်ဒါခုမျိုးပြလမ်းမတွေပါရိုက်တဲ့ဒါပေါ့เนาะကျွန်တော်မြန်မာလူမျိုးတွေကထူးဆန်းတဲ့ခုကျွန်တော်ပြောပြမယ် ဒီလောက်ပေါ့နော်ဒီမှာအကိုတယောက်ပြောသလိုဆိုတော့အာရခိုင်မှာလည်းလေချောင်းတိုက်ခိုက်လို့ကလေးတွေလည်းဆုံးပါနေတယ်။ကင်းဒီမှာလည်းအာပြောမယ်ဆိုရင်ဟိုစားတောက်ဆရာတွေလိုအပ်နေအောင်မှဒါအလင်းကြောက်လို့ဆိုပြီးတော့ငြိမ်နေရတယ်။ Sweet December ဆိုပြီးတော့ဂျုံစုံမဲ့ပွဲတွေပါရေးဆိုရတယ်။တကယ်ဟိုဒါ Christmas လုံးမဲ့ဒီတိုင်းမှာငြိမ်နေရမယ်နော်။အဲ့ဒီအချိန်မှာယုံလေးကိစ္စဘာကြောင့်အဲ့လောက်ဟော့နေတာတော့ เนาะยงเลดียุชินกาโอบีซีหลุดตาဟုတ်ပါပြီလူမဝင်တာလည်းဟုတ်ပါပြီဒါပေမဲ့အဲ့ကိစ္စကြီးပဲသတင်းဝင်တော့ခြားသတင်းတွေကဖုံးတယ်เนาะအဲ့တော့ဗာသတင်းဖုံးသွားလဲဆိုတော့ပြန်ပြောပြရမှာပေါ့เนาะยงเลကတော့ဒါအကုန်လုံးကဒါ site wire အနေနဲ့ပြောပြီးတော့ဘသူကြီးပြောပါနေတယ်ပေါ့အဲ့တော့ तू ကဒီမှာဟိုလူတွေလာကြည့်ပါတယ်ပေါ့เนาะခြားยงတွေပါတင်ရပါတယ်ဆိုပြီးတော့ဒီကောင်တော့ဖြစ်ကျွဲနေခုမှာကျွန်တော်တော့အဲ့ဒါတကယ်လို့တော့မထင်ပါဘူးเนาะဒီကောင်ရှက်ပြေရှောက်ပြောနေလို့တော့ကျွန်တော်တို့သိပါတယ်เนาะအဲ့တော့ ဒါနည်းနည်းလှမ်းပြီးတော့ယုံနေပါရင်လှမ်းထောင်းလိုက်ရင်နည်းနည်းတိမှာပဲနားမောင်ယုံနေခင်ဗျာ စကားစားနေပြီးတော့နှုတ်ပေးတဲ့လူတွေပေါ့နော်စကားစားလူငါးပြီးလှုတ်ပေးပြီးတော့ယုံပြအောင်ကြည့်ရဲ့အချိန်လေးထီအောင်ရောက်နေပြီလားတော့မသိဘူးနော်အဲ့တော့ကိုစရာမင်းဆိုတဲ့အကောင့်တစ်ခုတင်လာတာပေါ့နော်ယုံလေးသုံးမဟုတ်စောမင်းထုံးကလောင်းနဲ့နော် ပြီးခဲ့တဲ့ဒီပတ်အတွင်းသတင်းတွေကိုကြည့်မယ်ဆိုမိုးကိုကိုစစ်တပ်ပြောင်းဝင်လာတဲ့သတင်း၊ကန်ယူကကြားပြတ်နေနေကိုနိုင်ငံတကာဝိုင်းကူဖို့လိုတယ်လို့တောင်းဆိုထားတဲ့သတင်းတွေကရုံလေးရုပ်ရှင်ကိုလူဝင်မကြည့်ဘူးဆိုတော့လည်းစိတ်ဝင်စားကြတွေ့ရတယ်။ဟုတ်တယ်အဲ့ဒါလည်းเนาะအခုရပိုင်းအတွင်းမှာပဲရခိုင်ကိုလေချောင်းတက်ခတ်လို့ကလေးတွေတင်းဆုံးတယ်။ကင်းဒီမှာဆိုမနေ့ပြန်ဆို sweet ဒီစမှာဖြစ်တာကြောင့်ဒီနေ့ညကိုကြိုးစိုးကျင်ကြတယ်စားတော့ဆရာတွေလိုအပ်နေသလိုလင်းရင်ကြောက်လို့ငြိမ်သက်နေရတယ်ချင်းမာလည်း ကနေဒီတောင်ထိပ်ကစလို့တီးတိမ်မြို့ကျိုးစုပိုင်းဆိုင်းမုံအထိတော်လိုင်းတက်တွေကတိမ့်ပိုက်ထားပေမဲ့တဲ့လေရင်ကနေညမယွေဖြစ်နေတော့ပြိုတက်တဲ့တောင်တန်းတွေကြာဒေသခံတွေပုန်းခိုနေရပါတယ်တဲ့နော်လေးပါလည်းဖြစ်တယ်နော်အိန္ဒိယထိုင်းနိုင်ငံတောင်ပိုင်းမှာရေကြီးနေမြုပ်လို့လူရကြီးတည်ဆိုးရသလိုအဲ့ဒီဒေသတွေမှာလည်းမြန်မာရွှေပြောင်းရေတွေကတိမ့်နေရှိရှိတယ်ဒါထိုင်းနာမည်ကိုလာဘတ်မှာဖြစ်နေရနော်ဒါလည်းထင်သလောက်ကျွန်တော်နိုင်ငံစိတ်ဝင်စားကြပါဘူးတဲ့ စစ်တပ်ရဲ့လုံရက်တွေထဲမှာဝါရဖြန့်တာကိုဇော်မင်းထွန်းတယောက်တည်းမဟုတ်ပဲဇော်မင်းထွန်းလိုဇာယုတ်တွေအများကြီးစတဲ့ကြမွေးမြူထားတာကိုပြန်လို့ချင်းအသိတာနိုင်ပါလေရုံလေးစကားပြတဲ့ရုပ်ရှင်ရုံနဲ့လူမရှိတာထက်ပြေးစရာနေရာမရှိတော့တဲ့ဒေသအသီးသီးကလူတို့ရဲ့အတန်ကပျောက်တထက်ပျောက်လာပြီတဲ့နော်အဲဒါကလည်းမှန်ပါလေနော်ပြီးတော့နောက်သတင်းတစ်ခုကတော့ငင်းမှုနဲ့အရာတော်ကကြေးရွာတွေမှာဆေးကြောင်စိုက်ပျိုးရောင်းချသူများလာမြေလက်တန်တင်တာနော်ကဲ မြင်းမှုနိုဗမာ30 2025စကိုင်းတိုင်းမြင်းမှုနဲ့အရာတော်ကကြေးရွာတွေမှာစေးကြောက်ပင်စိုက်ပျိုးရောင်းချသူများလာတယ်လို့ဒေသအခြေခံဆိုင်ကော်ဝေးအဖွဲ့ဝင်တဦးထံကသိရတယ်တဲ့စေးကြောက်ပင်တွေကိုတော်လိုင်းအဖွဲ့တွေကထိန်းချုပ်ထားတဲ့အရာတော်မျိုးနဲ့တောင်းပတ်ရှိကဲပါမင်းရွာညောင်ချောက်ရသာစင်တလဲမလဲသာကြေးရွာတွေနဲ့မြင်းမှုမျိုးနဲ့အရှိမြောက်ဘက်ရှိတဲ့ထိန်ကန်ရွှေဆောင်ကန်မွေးလာကျွရတွေမှာ2023က ဟိုလက်ရှိအထိအများပြားစိုက်ပျိုးရောင်းချလာခဲ့တာလို့ဆိုတယ်တဲ့နော်စိုက်တာကပြည်သူတွေစိုက်တယ်ရကြီးအဖွဲ့ပါကဖပါလာဖပါအဖတွေလည်းပါပါတယ်ပြီးခဲ့တဲ့နေ့ကတိတ်မများဘူးရေဒီနေ့တော့ပုံများလာတယ်တယောမှာအပင်8000သိန်းလောက်ရှိရအော်တိုအပင်တွေဖြစ်မှာပေါ့နော်တို့မုံရခရိုင်အတွင်းစည်ရေးလှုပ်ရှားတဲ့ကောင်ဝေးအဖွဲ့ဝင်တို့ကမြေလအတန်ကိုပြောတယ် စေတောက်ပဲအဆိုင်ပြုံးမှုများလာတဲ့ကြောင့်တဲ့ဒေသခံလူကြီးပိုင်းတွေကြားမှာသုံးဆွဲလာကြသလိုအသက်မပြည့်သေးတဲ့လူငယ်တွေမှာလည်းခွေးယူတောက်သုံးတာမျိုးရှိရလို့လည်းဆိုပါတယ်နော်၁၄ဆန်5အရွယ်တွေကခိုးပြီးတော့တောက်လာကြတယ်လူကြီးပိုင်းတွေကတော့ကြိုက်တဲ့သူတော်တော်များများသုံးလာကြတယ်ရှောင်းစားတာတွေရှိတယ်လောလောဆယ်ပြဿနာဖြစ်နေတာတွေမရှိသေးဘူးခုမှစားရောက်ကစားဆိုတော့စိတ်ပူလို့ထောက်ပြတာခုနေမရှင်းလေးရင်နောက်ချမှမထိန်းနိုင်မှာကြောက်တာစိတ်မပူနဲ့ထိန်းနိုင်မှာဘူးမဟုတ်ဘူးနော် ဒီတိုင်းချုံနယ်တွေကိုဒီတိုင်းလှုပ်ထိုင်အခုမျက်စိကုန်မှာနေတဲ့ကလေးတွေကကိုနေနာဝင်ချင်းရှိရဆိုရင်တဲ့သူနေနေကိုနေနေသုံးမိမှာပဲမစွန့်လန်းတဲ့သူမဖြစ်ပေမဲ့စွန့်လန်းတဲ့သူဆိုဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်တယ်လို့အထက်ပါဒေသကာကွယ်ရေးအဖွဲ့ဝင်ပြောပါတယ်တဲ့နော် ဒေတာနွေးမှာစေးကြောင့်တွေစိုင်ပြိုးထုတ်လို့ရောင်းချတာတွေများလာပြီမဲ့တက်ဆိုင်ရမျိုးနဲ့ပါကဖပါအဖပါလာဖတဲ့အထီးအောင်ရေးယူဆောင်ရွက်တာမျိုးမရှိဘူးလို့လည်းသူကဆိုပါဘယ်ရှိမလဲသူစိုက်တာပါဆိုမှာနော်အဲ့အကြောင်းလဲရှင်းပြမယ်မြင်းမှုမျိုးနိုင်တွေစေးကြောင့်စိုက်ပြိုးရောင်းချနေရရင်လည်းပတ်သက်ပြီးယခုနှစ်2025အတွင်းသတိပေးဖမ်းဆီးတာတွေလွှတ်ဆောင်ထားပြီးဖြစ်တယ်လို့မြင်းမှုမျိုးနဲ့ပါကဖတာဝန်ရှိသူကပြောတယ်တဲ့ဒီနေ့ထဲမှာလည်း3ခါ2ခါ2ခါ3ခါလောက်ဖမ်းထားတယ်အခုလောလောဆယ်တော့မြင်းမှုနယ်ထဲမှာထပ်မကြဘူး ပထမတစ်ခါဖန်ကလေးက warning ပေးတာတော့နောက်တစ်ခါထပ်ဆိုင်ရင်ဖန်စီမယ်လူတွေပါဖန်ပစ္စည်းပါသိမ့်မယ်ဆိုပြောခဲ့ပြီးသားပါလို့သူကပြောတယ်တဲ့နော်အဲ့တော့ပြောရတယ်ပကပတာဝန်ရှိသူတွေကလည်းပြောတယ်လေပြောတယ်ပြီးတော့ site တဲ့ထဲမှာလည်းအပေါ်မှာပဲရေးထားတာနော်ပကပပါလာပါပါအဖားတဲ့နော်ရှုပ်နေရမယ်ပကပတောင်ရှိသူဦးကလည်းသတိပေးထားတယ်ဆိုတော့သူကသူကိုစိုက်ပြီးတော့ပြည်သူကိုစိုက်တဲ့ဟာကို မကြိုက်တာလားเนาะ ရောင်းဝယ်ကိစ္စရဲ့ရှုပ်တာလားအဲ့လိုပေါ့နော်မြင်းမှုယာတော်နယ်တွေကရခင်ကစေးကြောက်စိုက်ပျိုးထုတ်လုပ်တာမျိုးမရှိပဲဒေသထွက်ယာတီတီးနှံတွေကိုသာစိုက်ပျိုးကြပြီ2022ကုန်ပိုင်းအစတိုင်းကစေးကြောက်ပျိုးပင်နဲ့မျိုးစေ့တွေရောက်လာပြီးစိုက်ပျိုးချတာကနေတစားတစားတွင်ကျဲစွာစိုက်ပျိုးလာကြတယ်လို့ဆိုပါတယ်တဲ့စိုက်ပျိုးရရှိလာတဲ့စေးကြောက်အရွက်အဖူးတွေကို၆ခံပြီးနောက်ရေသွေးပေါ်မူတည်ပြီးတပိတ်တာကိုကြက်၈သိန်းမှ၁၀သိန်းထိဈေးရရှိကပွဲစားတွေကစိုက်ကင်းတွေထိလာရောက်ဝယ်ယူကြတယ်လို့ဆိုပါတယ်တဲ့ ဈေးကြောက်ဈေးကောင်းတာကြောင့်ဒေသခံတွေအနေနဲ့ဒေသကောက်ပဲသီးနှံတွေကိုမဆိုင်ပြိုးကြတော့ပဲတဲ့ဈေးကြောက်ပင်တွေကိုသာပြောင်းလဲဆိုင်ပြိုးလာကြသလိုတဲ့ချို့မှလည်းဒေသသီးနှံဆိုင်ခင်းတွေရှားမှာရောနှောဆိုင်ပြိုးတာမျိုးပြုတ်လွတ်လာကြတယ်လို့သိရပါတယ်နော်ဈေးကြောက်ဆိုင်ခင်းတွေကိုပြမယ်ဒီမှာအိုးအော်ဒိုးတွေအော်ဒိုးတွေ ဲ့တော့ဆေးကြောင်ကြောင်ပြောအောင်ကျွန်တော်ငငယ်ကအာဘိုးတော်တွေတချို့တွေဒီမရွှေသွားရင်လည်းအာဆိုင်ကယ်ကြီးနဲ့ဒါဆေးဝင်နေနေပါလေဆိုဝင်လာပြီဆိုရင်အဲ့ဆေးကြောင်ကြီးဖြွာပြီးတော့เนาะတောက်တာတောက်တာဆေးပဲကြီးပေါ့ကျွန်တော်ပြောရမယ်ဆိုအခုခေတ်လူငယ်ကြောင်စေးကြောင်ထီလို့မရဘူးဗျစေးကြောင်ကိုပုံဖြတ်တာလားဘာဖြတ်တာလားသူကကြည့်တော့အမြဲမြဲအလဲလဲအခွဲခွဲเนาะကြည့်လိုက်ရင်စိုင်းနေနမအေးဟိုဟာစေးကြောင်တွေတောက်ဤဟာနဲ့ ဟို main ကလေးတွေနော်ယောက်ျားလေးတွေအကုန်လုံးစုပြီးတော့တောက်တာတောက်လို့ရတယ်ကျွန်တော်လည်းငယ်ငယ်တုန်းကတောက်ဖူးတယ်တောက်ဖူးတယ်ပေါ့နော်ဒါပေမဲ့အရန်ကြုံရအုံနောက်ပြတ်တာပဲဘာဒုက္ခနိုင်ရတာမရှိတော့ဘူးစီးကြောက်ရန်တောက်တာကြုံသွားတဲ့ကောင်တွေကပြောမယ်ဆိုရင်ဒါအရန်နဲ့ဘိန်းဆွဲသလိုပဲငိုက်ကြနေအမြဲတမ်း ောင်းလေးအဆေးကြောက်ပဲလိပ်ပြီးတောက်မယ်ဆေးကြောက်မရှိရင်လိုက်ပြီးတော့ချီးမယ်ငားမယ်ဟိုတော့တော့မဲဆောက်ဈေးရုံကြီးမှာအဲ့ဒီဟိုဟာဆေးကြောက်အရင်ကျွန်ထွက်ပြီးတော့ယူနေကောင်တော့ဘုံတင်ထားသေးတယ်နော်အကျွေးမဆက်လို့ဆိုပြီးတော့နော်အဲ့လိုမျိုးဟာတွေအများကြီးပဲဆေးသုံးပြီးတော့ဟိုကောင်းလာတဲ့ကောင်ပြောပြပါဆိုရင်တော့ကျွန်တော်ပြောရရင်နိုင်ငံခြားအကောင်တွေမှာရှိရင်ရှိမှာပဲသိရမလားဒီကောင်တွေသုံးတဲ့ဟာပေါ်ဘူးတီးပြီးတော့ဒီကောင်တွေအမှုပညာရှိသွေးရလည်းမကြတော့တထေးကြီးဖြစ်နေတာ အဲ့လောက်ပဲရှိမယ်အဲ့အောင်လိုက်ပြီးတော့ကိုနိုင်ငံမှာလိုက်ပြီးဟာဆေးကြောက်တွေဒီတိုင်းဟိုါလှုပ်ပြီးတော့သကုံ3 3 3 3ပြီးတော့ဘာဖြစ်လာဘာမှမဖြစ်စကုံမြေလေးပဲဖြစ်လာနော်သုံးတာသုံးလို့ရတယ်ဘယ်ရာမဆိုသုံးရင်ဆေးပြက်ွားဖြစ်သုံးမယ်ဆိုရင်သုံးလို့ရတယ်ဟာတွေကြီးပဲဘာကြောင့်လဲဆိုတော့ဟိုဟိုတစ်ခေါက်သားကအင်းမရှင်းအောင်သွားမယ်ဆိုပြီးတော့ညီတချို့ထွက်သွားတယ်၈ရောက်လားမသိ၈ရောက်လား9ရောက်လားမသိဘူးအမ်အဲ့လိုပေါ့နော်ဟို ဟိုဟိုစုစုထွက်သွားတာပေါ့ထွက်သွားတော့ခရေရှိရလောက်ကြာပြန်လာပြန်လာရဲ့ခါမှာဂျုံဂျုံကြာလေမျက်နှာရမျက်လုံးတွေကလည်းဟိုးနောက်ကိုဝေးနေပြီလူတွေကြည့်လိုက်တော့လည်းဒါပွေးတွေပါပေါက်လာတော့ဝေးပိုင်းပေါက်လာတော့ဆေးပိုင်းပြန်ကူပေါ့ဆေးပိုင်းပြန်ကူပြီးတော့မှမတင်ကားလို့မေးကြည့်လိုက်တော့ရှေ့တန်းမှာသွားတာဒါဟို name အိမ်ညာအိတ်ဆိုတော့ item 3ခိုင်းတယ်တဲ့ညင်းစီညင်းစီ3ခိုင်းတယ် နေစီကိုတယောက်သုံးလုံးထပ်မတောင်းနဲ့ဆိုပြီးတော့ပြောတယ်ပြောတော့သူကသုံးပြီးတော့အိမ်မှာရန်သူကိုစောက်ရတာအဲ့တော့ဟိုကျွန်တော်တို့ပောက်ခွဲတာပေါ့စကားစောက်တိုက်နေတာဘာအတွက်မှဒီကောင်တွေရလာပြီးစေးလာပေးကြဟိုအကြောင်းမရှိဘူးဗောနော်စကားသားကိုတိုက်နေတာဘာအဲ့အဘောကထတ်လူကြီးဆိုရယ်ကောင်းနေဘယ်ကောင်းမဲဖြစ်ဖြစ်ပူပေါင်းနဲ့စစ်ကြောင်းမဲဖြစ်ဖြစ်ဒါပေးသုံးတဲ့အကြောင်းမရှိဘူးလူငယ်လေးကစစ်တိုက်နေတာအခုလောငယ်ငယ်လေးတွေ အဲ့တော့ဒီလိုမျိုးကအရင်ဆိုရင်တက်တက်ဘယ်လိုလုံးမလဲဆိုပြီးကျွန်တော်ပြောခဲ့တာရှိတယ်အဲ့တော့စားကားစားရလဲစေးသုံးတယ်တချို့နေရာတွေမှာလည်းမြင်းစေးသုံးတယ်နော်စေးကြောက်စိုက်ခင်းနေအကြီးကျယ်စိုက်တယ်စေးကြောက်ပဲတောက်လျှောက်ထိုင်သုံးတယ်ဘာဆောက်လို့မှမလုပ်ဘူးစားကားစားစစ်ကြောင်းထိုးလိုက်ရင်ပြေးတယ်စစ်ကြောင်းမထိုးတော့ဘူးဆိုရင်ဒါပြည်သူလူထုကိုဒါဟိုအနိုင်ကျင့်တယ်ဒလန်ဆိုပြီးပြန်တက်နေတယ်အမှုတရားကတက်နေအများကြီးပဲနော်အခုဒီလဲဟိုတရက်ခိုင်တိုင်ရင်လေးကောင်တွေကနော်ခွေးသလောင်းစားတွေကအခုဒီ ဟိုသူ့ page ကို activate ပြန်မလုပ်သေးဘူးဒီ activate လုပ်ပြီးပုံနေရနော် Telegram မှာဆိုရင်တော့ account တွေ့ရတယ်လို့ပြောတော့အဲ Telegram ကိုကျွန်တော် like သွားဖို့ချောင်းနေတယ် MOD အနေနဲ့ကလည်းဘာသတင်းမှမထုတ်ပြန်ဘူးသူ့ဒေါက်တာဆာဆာကိစ္စဒေါ်ကြည်ပြတို့ကိစ္စဒါတွေပဲအကုန်လုံးထုတ်ပြန်ပြီးတော့နှာစည်းနေပြောချင်တာခုနခုနလိုပေါ့နော်အိုဒေတာစုံမွေးနေမြေရှိဟုတ်ပါပြီဒီလိုမျိုးစေရောက်တွေစိုက်တာကြောင့်ဘယ်သူအေးအေးယူမှာတော့ license နဲ့စိုက်တာလားတရားဝင်ခွင့်ပြုထားလားအဲ့ဒါဆိုလဲ ကျွန်တော်တို့ဒါစုံမနေမြေမှာစေးကြောက်စိုက်ခွင့်ကိုအကုန်လုံးနေရာနဲ့ကျွန်တော်တို့ပြုပါလီလောက်လိုက်တာခိစားမရှိဘူးဒီကနေပြီးတော့ဝင်ဝင်ရလို့လက်နဲ့ဝင်နိုင်ပြီးအစကားစပြတ်တိုင်းနိုင်လဲကောင်းတာပဲဒီကနေဝင်ဝင်ရလို့ဒေသခံလူတွေအတွက်ဒေသခွင့်မျိုးကြီးပြန်လုပ်နိုင်လဲကောင်းတာပဲနိုင်ငံတကာတင်ဖို့ပေါ့အဲ့လိုလုပ်ပေါ့ဟုတ်လားအဲ့တော့ပုံရှိုးကွယ်ရှိုးလောက်တာရအောင်မှပြန်ပေါ်တော့သူတို့လူအချင်းချင်းပဲချိန်လို့ပေးတာကိုခုနကလိုပေါ့ပကပကစိုက်တယ်လည်းပြောတယ်ပကပအေးယူမယ်လည်းအေးယူရလည်းပြောရဆိုကိစ္စရမရှုပ်တော့ဘူးဟုတ်လားကျွန်တော်ပြောချင်တာ เนาะအဲ့တော့ဒါမဲ့ဒီဆေးတွေဝါတွေကတော့သုံးနိုင်ရင်တော့ဆေးမဲ့မသုံးနိုင်ရင်တော့ဘေးပဲဒါကတော့เนาะအဲ့တော့နောက်တစ်ခုဒီမနက်နဲ့မိတ်ဆွေတယောက်ကလာပို့ပြီးလို့ BBC မြန်မာဘိုင်းရဲ့ NUG ကနှုတ်ထွက်သွားတဲ့ဒေါက်တာဆဆာနဲ့တီးတဲ့အင်တာဗျူးကိုနားထောင်ပြသွားတယ်တဲ့အဲ့ဒါအရှင်သမားမြစ်တာရေးထားတာเนาะဖုံဖုံရေးထားတာအဲ့ဒါလေးဖတ်ပြမယ်လူတွေကကိုယ့်ရဲ့အထွေးခေါ်ကိုယ့် opinion ဆိုရင်ဝိုင်းပြီးတော့ ြောတယ်လေဝိုင်းမီဆဲတယ်လေနော်ကျွန်တော်လည်းဟိုအထွေးခေါ်ခန်းချင်းရံကောင်းထဲမှာမပါပါဘူးဒါတော့မှပြောရင်းနဲ့ပြီးခဲ့တဲ့ဟိုဟိုဒီ reaction မှာအင်းကြီးကျွန်တော်မဝေထားဘူးဘာကြောင့်လဲဆိုတော့ဒီအပေါ်ပိုင်းကိုရှင်ဘက်ကိုတတူးဖြည့်တာနာတော့ဘာအဝတ်မှကတ်မရအောင်အော်ဟာ B smart pro တွေပါ B professional တွေပါပြောอ่ะကျွန်တော်ပြောရှင်းရှင်းလေးလေးဒါလည်းကျွန်တော်ဟိုဝင်းကြီးလို့အခအခချင်းငွေအနေနဲ့ကျွန်တော်အနေနဲ့ယူထားတာမျိုးမရှိဘူးเนาะ အဲ့ဒီအနေထားမှာဒီလိုကြီးဝေမီပြောပြီးစောက်ကြရီလုံသွားရဲကောင်းနေတယ်တသိန်းလောက်ရှိရလူပါအဲ့တော့ဘာပဲပြောပြောပေါ့နော်အခုဒါ go speech ဆိုရင်လူတွေကဝိုင်းပြီးပြောနေအောင်မအဲ့တော့အရှင်ဖះဘာပြောလဲဆိုတော့ကျွန်တော်နားထောင်အောင်နော်အဲ့ဒီမှာတတိထားမိတာတော်လန်ရေးကိုအလူငွေရှိရင်စစ်သွားတိုက်လူငွေမရှိရင်နောက်ဆုံးနေရတဲ့ပုံစံနဲ့ဆိုဒီတော်လိုင်းကြီးကဘလို့မှရှေ့မတိုးနိုင်တော့ဘူးစစ်အနိုင်တိုင်ရေးတော့မဖြစ်တော့ဘူးတဲ့စနစ်ကြတဲ့တပ်ပေါင်းစုစည်ရေးဖွဲ့စည်းပုံမျိုးမရှိရင် စိတ်နိုင်တိုင်ကြီးကမဖြစ်နိုင်ဘူးလို့ပြောသွားတယ်ဒီစကားအရင်ကလေးကရှိတဲ့အတွေ့ခေါ်ပါအရင်ကလေးကဒီလိုသုံးသက်ချက်မျိုးရှိခဲ့ရင်ဝင်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေချိန်မှာပဲ UNG ကိုတင်ပြခဲ့တာမဟုတ်လားဒါဒေါက်တာဆဆာအကြောင်းပြောနေရနော် ဒေါက်တာဆဆာဘာပြောလဲဆိုတော့နော်ဒီမှာအလူငွေရှိရင်စစ်သွားတိုင်းအလူငွေမရှိရင်နောက်ဆုံးနေရတဲ့ပုံစံနဲ့ဆိုဒီဒေါ်လာရင်းကဘလို့မှရှင်မတို့နိုင်တော့ဆိုပြီးတော့ပြောတာနော်စစ်နိုင်တိုင်းရေးတော့မဖြစ်နိုင်တော့ဆိုပြီးဒေါက်တာဆဆာပြောတာဘုံဘောကလည်းပြန်ပြောတယ်ဒီလို30ချက်မျိုးရှိခဲ့ဝင်ကြီးဖြစ်တော်ဝင်ထမ်းဆောင်နေချိန်မှာအယူဂျီကိုတင်ပြခဲ့တယ်မဟုတ်လားဟုတ်တယ်လीငားနေရှိပြီနော်အဲ့တော့ပြည်သူလူထုကတော့ CRP စဖွဲ့စည်းကလေးကကူညီလာခဲ့ကြတာ CRP ကနေပေါက်ဖွာလာတဲ့အယူကြီးအစိုးရကိုယုံယုံကြည်ကြည်နဲ့ငှက်ကင်းဘော အင်းချမ်းမြေရှေးရမမများနဲ့ပွဲကမြဲပြီးတော့လမ်းများလုံးနေပြီးတော့စီတို့ဘယ်တိုင်းတို့ဘယ်ညာတို့အစီအကံပိန်းနေကမင်းပေါင်းသိန်းချီပြည်အောင်လူခဲ့ကြတာဟုတ်တယ်တကီးတို့ပါရှိသေးတယ်ချင်းချင်းနေနော်ဒါရီအလောကစစ်နယ်တိုင်းရုံးတော့မဟုတ်လားဒါပေမဲ့တော်လိုင်းစတဲ့ကလေးကအခုချိန်ထိမြေပြင်ကတရင်တွေအများစုကပြည်သူလူထုရဲ့ဓာတ်ရိုက်ထောက်ပံ့မှုနဲ့ပဲရပ်တည်နေရစေအမှန်လေအယုံကြီးကခွဲပေးတဲ့ငွေကြီးကနည်းနည်းပါးပါးလေးပဲရှိသေးတာလူတိုင်းသိတဲ့အချက်သိမှန်တာပေါ့နော်ဆရာတော်ရဲ့ အခုမင်းစင်တာကဒီ9နှစ်လေးပါ ပြည်လူလူကပုံ all လူခဲ့ကြတဲ့ငွေကြေးတွေကို NUG အနေနဲ့ဘယ်လိုစီမံထားလဲအကုန်ကုန်သွားပြီလားလက်ကျန်ငွေတွေဘယ်လိုထားထားလဲဘယ်အချိန်မှမြေပြင်ကိုထုတ်ပေးဖို့အစီအစဉ်ရှိလဲဒီမင်းကုန်းတွေကိုပွင့်ပွင့်လင်းလင်းဖြည့်ပေးဖို့လိုနေပြီတဲ့နော်ငွေကြေးကိစ္စမှာပွင့်လင်းမြင်သာမှုမရှိတာကလူလူရဲ့ယုံကြည်မှုကို တဖြည်းဖြည်းရော့ကျစီနေတယ်ဒေါက်တာဆာဆာထောက်ပြသွားတဲ့အလူရရင်တိုင်းမရရင်နောက်ဆုတ်ဆိုတဲ့အခြေအနေကိုဖန်သီးမိတဲ့အဓိကအကြောင်းရင်းတွေထဲမှာပြည်သူလူထုရဲ့လူဒဏ်မှုတွေကိုစနစ်တကျမစီမံနိုင်ခဲ့တာလည်းပါတယ်တဲ့နော်အရှင်ကလေးကလက်နက်စက်ရုံတွေစတင်တိဆောက်ခဲ့ တင်တာပေါ့နော်ရသမြငွေကိုအများဆုံးမြေပြင်ကိုပို့ပေးနိုင်ရင်ຫນွေဥဒေါ်လာရင်းရဲ့အလဲအပြောင်းတွေအများကြီးဖြစ်ခဲ့နိုင်တယ်ဆေးဥစုကစစ်မှုတန်ဥပဒေမထုတ်သိခင်ကာလမှာဒေါ်လာရင်းအားစုတွေအားကောင်းဆုံးအချိန်ဆိုတာအားလုံးသိတဲ့အချက်တဲ့ထွက်ရှိနေတဲ့တစ်တော့ရွှေကြောက်ဂိတ်ခေါ်နေ့စဉ်ဘီလီယံစီဝင်နေတဲ့စိုးမိုးနေမြေအခွန်အတုပ်တွေလဲစစ်နိုင်တိုင်ရေးအတွက်ပဲရည်ရွယ်ထားတင်တာတဲ့ဒါပေမဲ့ဒါတွေကဘဲကိုဘယ်လိုရောက်သွားလဲမသိရဘူးစစ်နိုင်တိုင်ရေးဆိုတဲ့ခေါင်းစဉ်အောင်ပါတဲ့ ကိုကျိုးစည်းဝါအတွက်ခွဲသုံးနေကြသလားလို့တောင်ယူဆကြဖြစ်လာခဲ့ပြီတဲ့ဒေါက်တာဆဆာပြောသွားတဲ့အလူငွေမရှိရင်နောက်ဆုတ်ရရဆိုတဲ့အခြေအနေကအတိတ်ပဲကဘာလဲဆိုတော့ငားနေလီပါပြည်သူလူကအသက်ဆုံးပြီးလူခဲ့တဲ့ငွေတွေအချင်းချင်းခွဲသုံးလို့ကုန်သွားပြီး AUG ဟာလူမှုရုပ်ကြီးမှုလဲကျဆင်းလာပြီးလူငွေထက်ရဖို့မလွယ်တော့ဘူးဆိုတဲ့အချိန်ကိုရောက်နေပြီဆိုတဲ့အတိတ်ပဲပဲဖြစ်သွားတယ်အမှန်လေဒါအကုန်လုံးကတော့သိပါတယ်ဒီပေါ်မဟုတ်ရင်သိတယ်ဒီဘိမဟုတ်ရင်သိတယ် ဒီနီဘောနီဘိန်စောက်ဘိန်နေမယ်မသိတာအဲ့စောက်ဘိန်တွေကိုဝင်းရနေတယ်ဝင်းရပြီးတော့အဲ့စောက်ဘိန်တွေရဲ့ဂုတ်သွေးကိုစုပ်နေတဲ့ celebrity fundraiser တွေကတော့ယူချင်အောင်ဆောင်နေမှာပေါ့တော်လိုင်းကအောင်မြင်တော့မယ်ပဲပြောမှာပဲ celebrity ဆိုတဲ့ကောင်တွေကောင်မတွေကလည်းဒီနီဘောနီဘိန်တွေကိုအသုံးချပြီးတော့သူ့အတွက်ဝင်ငွေတွေပူရလာတယ် fan တွေပူရလာတယ် အဲ့လိုပဲဒီနီဘောနီဘိန်းတွေကိုအသုံးချပြီးတော့ fryraiser တွေကလည်းငွေကောက်ခံတဲ့အတွက်ပိုချမ်းသာလာတယ်။အဓိကကနီဘောနီဘိန်းတွေကစားမဖတ်ဘူး။စကားစားကိုတိုက်ချင်တာပဲဒီစကားစားကိုတိုက်ချင်ရင်နိုင်အောင်လုပ်တဲ့နီလန်းတွေကိုတစ်ခုမှမဖတ်ဘူး။မြေပြင်ကတကယ်ရဲဘော်တွေလိုအပ်ချက်တွေအကုန်လုံးကိုတစ်ခုမှဓာတ်ရိုက် နားမထောင်ဘူး။နော် celebrity လက်ထက်ထည့်လိုက်ရင်မြေပြင်ရဲဘော်ရှိရောက်သွားပြီလို့ထင်ကြတယ်။အဲ့ဒါတကယ်စောက်ဘောပဲနော်။အဲ့တော့ အရင်ကတည်းကကိုယ်လည်းပြောခဲ့ဘူးပါတယ်အယူဂျီကကိုယ့်ကိုယ်တကယ်ပဲအစိုးရလို့ခံယူထားတယ်ဆိုရင်ဒါမှမဟုတ်တော်လိုင်းရေးကိုငါတို့ပဲဥဆောင်နေတယ်လို့ယုံကြည်နေတယ်ဆိုရင်ဒါမှမဟုတ်လူတို့ရဲ့မျှော်လင့်ချက်ကိုငါတို့ကတော်လိုင်းအောင်ပွဲစီပို့ဆောင်ပေးရမယ်လို့ယုံကြည်ထားတယ်ဆိုရင်ဟုတ်ပါပြီတန်တမန်ရင်းနှီးတဲ့နိုင်ငံတစ်ခုခုစီကနေစစ်ရေးကူညီရအောင်လုပ်ပြကြငါတို့မှငါတို့ပဲရှိရဆိုတဲ့မန်တကူတန်းနဲ့ဆိုရင်တော့ဒီတော်လိုင်းရေးရှိမှစိန်ခေါ်မှုတွေပိုကြီးလာပါလိမ့်မယ်တိတ်မှန်ပါတယ် ောက်မှာရေးထားတဲ့ comment တွေကတော့မမနုကြီးຫນွေဆိုးဆိုးတဲ့တန်ကိုပြည်သူတွေတီးခံရတာငါးနေပြည့်တော့မှာတော့ညာဦးကနေတကောင်မကျော်သေးတော့ပြည်ရော ပြောသူတွေကလည်းမောလာပြီပေါ့ဖေဟာတဲ့တပည့်တော်တို့လည်းနားပိတ်ကိုချလွန်လို့ရွှေနတော်သွင်းရတာလည်းမောလာပြီဖေဟာဆိုင်ရင်တနာဖို့ရတာလည်းစုံကွဲရုံမက ကြည်ဝေးပါကျိုးမဲပေါ့ဆိုတော့လက်အံတွေနဲ့တေလူပြီပေါ့ဥသိရင်တဲ့နော်တိတ်မှန်ပါတယ်အဲ့တော့ဒီနေ့ပြောချင်တဲ့အထိပယ်လေးတွေကတော့ ခုနပြောသလိုပဲ reform ပြန်လုပ်နေရဆိုတော့ ANG ကလည်းပွင့်လင်းမြင်သာမှုမရှိဘူးဝန်ကြီးဌာနနည်းနည်းပါးပါးတော့ရော့တယ်လို့တော့ပြောတယ်ဒါပေမဲ့ဒေါက်တာဆဆာတို့ကလည်းရှီတုံးကအချင်းချင်းမထိန်ချောင်းမှုမပြောဘူးသူအခုလုံးဝတီးမခံနိုင်တော့ထွက်လာတဲ့အခါမှာအထဲမှာလည်းအနူတွေကြီးပဲကြာလာအဲ့အနူတွေနဲ့ဘာဆက်လုပ်ကြမလဲပေါ့နော်ဟိုလူကအနူစားကျင်တော့တူနေဆိုတဲ့ပုံစံမျိုးနော်အဲ့တော့ okay ဒီနေ့ reaction ဒီမှာပဲရန်နာပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်